ဦးသိန်းတို့တရားနာပြည့်တတ်တွေကိုဘ ഹു တုတပြောရအောင်ပါเนาะသိကျင်ကြမှာပါပဲဦးသိန်းကိုရောက်လျာမှာဒီလိုပဲမေကုမေးကြတာပါပဲအရှင်ဘုရားဒီလောက်တောင်ဘွဲ့ရရတယ်စာရင်းမြန်ဘလူမြန်လောက်တောင်ဆိုတော့ဒီလိုပဲစာကြည့်ရတာပါပဲဆိုပြီးတော့ဒီလိုပဲပြောရတာပါเนาะစာမေးဝဲအောင်ကားတာရှိတယ်เนาะ ဒါပေမဲ့ကိုကိုရင်ကတော့စူးစမ်းဖို့တော့လိုအပ်တာပေါ့ကိုကိုရင်မစူးစမ်းဘဲနဲ့စာမွေးအောင်ကာထာယင်းငင်ကန်ရွတ်နေလို့ရောအောင်မမလားမအောင်ဘူးပေါ့နော်တချို့ကြတော့ဥစဉ်တို့တရားနာပြေးတတ်ရေစာရပေမဲ့ကံမကောင်းလို့ဆိုပြီးတော့ကြတာဒီမရှိတတ်ဘူးလားရှိတတ်တယ်ပေါ့စာရရဲ့တန်းနဲ့မကြရအောင်ဆိုတာဒါစာမွေးဘဲအောင်ကာထာတို့ဘာလို့ကံတို့ဘာလို့ကူဖို့လိုအပ်တာပေါ့နော်အဲ့တော့ဒီစာမွေးဘဲအတွင်းမှာ စာမှုဝဲဖြေဆိုလာတဲ့တက်လျှောက်လုံးမှာဥစဉ်ဘာဂါထာရီမြန်ရုတ်ခဲ့တုံးဆိုမသိကျင်ညာဘူးလားသိကျင်ညာမှာပဲနော်ဥစဉ်ရွတ်တဲ့ဂါထာကဟောပုပ္ပနာတုတ်ထဲမှာပါနေတဲ့ဇယံတော်ဘောဓိယာမူလီတက်ကြလန်နန္တိဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအဲ့ဒီဂါထာရွတ်နော် အဲ့ဒီဂါထာရဲ့အဓိပ္ပာယ်ကဘာတုံးဆိုရင်ဇယံတော်ဘောရိယာမူလေတက်ကြနဏန္တိဝဒနောတဲ့တာကီဝင်မင်းတို့ဤနှစ်သက်ချင်းကိုတိုးပွားစေတော်မူတတ်တဲ့မြတ်စွာဘုရားသခင် ကိုတော်မြတ်ကြီးဟာဘောရိပင်နဲ့ရွှေပလင်မှာမန်ငါးပါးကို အောင်ပြီးတော့မန်ငါးပါးကိုအောင်မြင်တော်မူသလိုတဲ့အဲ့ဒီအတိုင်းပဲအောင်မြင်ပါရစေလို့ဒီလိုဆိုလိုတာနော် ဇယံတော်ဘောရိယာမူလေတက်ကြဏဏန္တိဝဒနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိဇယတုဇယမင်္ဂလိဆိုတာသူများအတွက်နော်ဇယတုအောင်မြင်ကြပါစေသင်တို့အောင်မြင်ကြပါစေကိုကိုကိုဆိုလို့ရင်ဆိုမယ်ဆိုလို့ရင်တော့ဇယာမိဇယမင်္ဂလိလို့ဒီလိုဆိုရတယ်အဲ့တော့ဥစဉ်ကတော့သူများအတွက်လည်းပဲဆိုလိုက်ပါတယ် ဇယံနောဘောရိယာမူလေတက်ကြနန္တိဝရဏဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိဓာတုမြတ်အတွက်ဆိုလိုက်တာ။ဩကိုနဲ့စာဖြစ်ပေါ်စာဖြစ်ဘက်ဒီသူတို့လည်းပဲအောင်မြင်ညမှာအောင်မြင်ညပါစီအောင်မြင်ညပါစီနော်။အဲ့ဒီနောက်ကို့အတွက်ဆိုလိုက်တယ်။ဇယံနောဘောရိယာမူလေတက်ကြနန္တိဝရဏဧဝမေဝဇယောဟောတုဇယမိဇယမင်္ဂလိဒါတရားစကားပေါ့ကို့အတွက်ဆိုလို့ချင်းဇယမိဆိုပြီးတော့ပြောင်းမရတယ်နော်။ နောက်တကားဒါကတော့အပရာဇိတပန္လင်ကြီးတိတိပုထုဝိပုခလေအဘိတေကေတပ္ပဗုဒ္ဓနာအကပတောပမောဒတိတဲ့မြတ်စွာဘုရားဟာဆိုလို့ရှိရင်ဘူမိတိတဟောဒီမဟာဗရဝီမြေပြင်ကြီးရဲ့ဥထိတ်တပွဲဖြစ်ပြီးတော့နေတဲ့ဗုဒ္ဓဂယညောင်ဗုဒ္ဓေဟိဖြင့် အပရာဇိတပလင်မာအောင်မြင်တော်မူပြီးတော့အထွတ်အထိပ်ရောက်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရသလိုတဲ့ကိုလည်းပဲစာမေးပဲအောင်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြရစေဒီဂါထာပေါ့နော်ဘယ်နှဂါထာရှိသွားတော့နှစ်ဂါထာရှိသွားပြီနောက်တဂါထာကတော့ဥစဉ်တို့တဂါရမကြီးကြားဘူးကြမယ်ထင်တယ်ဇယစကောဂါထာလीဇယစကောဇယံတော်ယောဇယိတဗေဇယတနေ ဇယပေတိဇေတိနံဇယံဒေတုဇယုတ်တရောဥစဉ်ကတော့ဇယုတ်တမောဆိုပြီးတော့ပြောင်းပြီးတော့ဆိုတယ်တရာစကားအရာဇယုတ်တရောဆိုတာတဲ့ဇယုတ်တမောကပို့ပြီးတော့မြင့်နေပေါ့နော်အဲ့ဒီဂါထာ၃ဂါထာမြဲတမ်းရွတ်တယ်စာမွေတွင်မှလည်းပဲရွတ်တယ်စာမွေမတိုင်ညာလည်းပဲရွတ်တယ်နော်စာမွေခစ်တစ်ခစ်လုံးအကုန်လုံးရွတ်တယ်စာစဆို အဲ့တော့ဆိုကြပါစို့စာမေးဝဲတစ်နှစ်တာစပြီဆိုကြတယ်အမြဲတမ်းရွတ်တယ်စာမေးဝဲတွေမှာဆိုလို့ကျွန်တော်ပို့ပြီးတော့ဖိပြီးတော့ရွတ်တယ်အားတဲ့အချိန်မှာစိတ်ပရိစိတ်နေသလိုကိုရွတ်တာပေါ့နော်အဲ့ဒါစာမေးဝဲအောင်ကထားတဲ့အဲ့ဒါကြောင့်မို့ဦးဇင်းတို့မိမိနဲ့နှိစက်တဲ့ပုံကိုယ်တွေများစာမေးဝဲအောင်စေခြင်းနဲ့ဆိုလို့ရှင်ဒီကာထာနာနာယိုးဆိုပြီးတော့လို့ပြောနော်ဒါပေမဲ့ခေါဏကပြောကြတဲ့အတိုင်းကိုကိုယ်တိုင်ကတော့စာတော့ကြက်တော့ကြက်ရမှာမကြက်ဖဲနဲ့တော့ဒါယိုးနေလို့တော့ရမှာတော့မဟုတ်ဘူးနော် အဲ့တော့စာရပါရဲ့တန်းနဲ့မအောင်မှုရှိမယ်ဆိုတဲ့ပုံကောင်များအတွက်ဒီကာထာတွေကအေကံအကျိုးပေးမယ်ဆိုပြီးအဲ့လိုမှတ်ကြရမှာပေါ့နော်ကံနဲ့လည်းပဲကူရတဲ့သဘောပေါ့နော်မေတ္တာတို့ဘာလို့နာနာပို့ပြီးတော့ပေးရတယ်အဲ့